အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမ္ဘာလုံးဆိုင်ရာအငြင်းပွားမှုစတင်ခဲ့တဲ့ဥရောပနိုင်ငံပြီးတော့ကျွန်တော်ရဲ့တင်းကိုစားကြရအောင်။အီရန်နျူကလ িয়ার စစ်ရုံတွေကိုအမေရိကန်ကမကြသေးမီကတိုက်ခတ်မှုပြုလုပ်ပြီးတဲ့နောက်မှာရဲရဲဝံ့ဝံ့ပြောဆိုမှုတွေနဲ့တမိုင်းဝင်နိုင်ရှင်မှုတွေပြုလုပ်ခဲ့ပါတယ်။ဆိုပါတိုက်ခတ်မှုတွေကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုလုံးဝပျက်စီးစေတယ်လို့သမ္မတထရန့်ကပြောကြားခဲ့ပါတယ်။အခုလဲ Central Intelligence Agency CIA ကတော့မှမှတ်ချက်ပေးပါတယ်။ ဆိုပါတက်ခတ်မှုဟာအီရန်ရဲ့နျူကလ িয়ার စေယုံတွေကိုဆိုးဝါးစွာထိခိုက်ပျက်စီးစေတယ်လို့ CIA ကလည်းပြောကြားခဲ့ပါတယ်။တဟိတ်မှာပြုလုပ်တဲ့နေတိုးထိတ်တီးဆွေးနွေးပွဲမှာတမရထွန်းကအခုလိုတက်ခတ်မှုတွေဟာအီရန်ရဲ့နူမြူဘုံရီမန်ချက်တွေကိုဆယ်စုနှစ်တွေကြာအောင်ပြန်ပြောင်းသွားစေတယ်လို့ပြောပါတယ်။ဒူဂျာကဘာစစ်အတွင်းဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေရဲ့ဘုံကျဲတက်ခတ်မှုနဲ့ဒီအမေရိကန်ရဲ့တက်ခတ်မှုကိုနိုင်ရှင်ခဲ့ပါတယ်။သူကပြောရဲဆိုတော့ကောင်းပြီသူတို့ကစစ်ပွဲကိုအဆုံးသတ်လိုက်တာရမ်းဆိုးတယ်။ စစ်ပွဲကပြီးသွားပြီဇုံတယောက်ကပြောတယ်အဲ့ဒါကအရန်စစ်ပြဆက်ကောင်းတယ်လို့တကယ်တော့ဟီရိုရှိမာကိုကြည်လေနာဂါဆာကီကိုကြည်မင်းတို့သိပါတယ်ဒါကလည်းစစ်ပွဲတစ်ခုပြီးတော့ပါပြီဒါကတခြားနည်းနဲ့စစ်ပွဲကိုဆုံးသတ်ခဲ့တယ်ဒါပေမဲ့အရန်စစ်ပြဆက်ကောင်းပါတယ်လို့ပြောတယ်ဒါပေမဲ့ပင်တပန်ကိုရဲ့ထောက်လန်ရေးအေဂျင်စီကပေါက်ကြားလာတဲ့ဒီအချက်အကဲဖြောင်းမှုတစ်ခုတရက်အကြာမှာအဆိုပါအခိုင်အမာပြောဆိုမှုတွေထွက်ပေါ်လာပါတယ်အမေရိကန်ရဲ့ဘုံကျပြီးတဲ့နောက်မှာအီရန်ရဲ့နျူကလ িয়ার စစ်စင်ရဲ့အဓိကစိတ်ပိုင်းတွေဟာ မပြတ်မစီရှင်းနေစေဖြစ်ကြောင်းအစီအကံဆောင်ဖော်ပြထားပါတယ် Photo Nantan is Fahan အဒီနေရာမှာအီရန်ရဲ့နျူကလ်စရုံတွေပျက်စီးခဲ့တော့လဲအပြည့်အဝမပျက်စီးခဲ့ကြောင်း DIA အစီအကံဆောင်မှာဖော်ပြထားပါတယ်အဆိုပါ site တွေကိုအချိန်နဲ့အမျှပြန်လည်ပြပြနိုင်ကြောင်းအစီအကံဆောင်မှာဖော်ပြထားပါတယ်အစီအကံဆောင်အရအီရန်ရဲ့နျူကလ်တိုက်တက်မှုဟာဆယ်စုနှစ်များစွာမဟုတ်ဘဲလအနေငယ်တာနောက်နင်းပဲရှိတယ်လို့ပြောပါတယ် ီအစီအစဉ်ကစားအကြောင်းပြောတဲ့အခါမှာအစ္စရေးကသူ့ရဲ့ကိုယ်ပိုင်အကဲဖြတ်မှုကိုယ်အပြည့်အဝအကဲဖြတ်မှုဆောက်ရလိမ့်မယ်လို့တမရထွန်းကပြောပါတယ်။တတင်းတော်သူရောက်ကဘလို့မေးလဲဆိုတော့ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအစ္စရေးထောက်လှမ်းရေးကိုစောစောကကိုးကားခဲ့တာအမေရိကန်ထောက်လှမ်းရေးကခိုင်လုံမှုမရှိဘူးလို့ပြောခဲ့တာလား။တရားမှုအပေါ်မင်းရဲ့စီရင်ချက်အတွက် အစ္စရေးထောက်လှမ်းရေးကိုအားကိုးနေတာလားလို့မေးပါတယ်။ ထရန့်ကဘလို့တုတ်ပြန်လဲဆိုတော့မဟုတ်ပါဘူးတဲ့ဒါကလည်းအီရန်ကကြီးညာချက်ထုတ်ထားတာပါနောက်ပြီးပေးထားတဲ့ဇာယဆာရန်ကိုဖတ်မယ်ဆိုရင်အရန်ပြည့်စည်နိုင်တယ်လို့ပြောထားတယ်ဒါပေမဲ့အဲ့ဒီတုန်းကသူတို့မပြောဘူးအဲ့ဒီကရဲကကျွန်တော်တို့ထောက်လန့်ရေးတွေကပိုဆုလာတဲ့စိုက်ကိုမြင်တဲ့လူတွေနဲ့လည်းစကားပြောပြီးပြီးစိုက်ကပြတ်သွားပြီလို့ကျွန်တော်တို့ထင်ပါတယ်ထရန့်ကမီဒီယာတွေကို True Social Post မှာဝေဖန်ခဲ့ပါတယ်မီဒီယာအချို့ကသူ ခေါ်တာကိုပြက်ပြက်အောင်လုပ်ဖို့စူးစမ်းနေတယ်လို့သူကဆွဆွဲပါတယ်တမိုင်းမှာ အများအောင်မြင်ဆုံးစစ်ရေးတက်ခတ်မှုများတဲ့တစ်ခုလို့ဖြစ်ဖြစ်တဲ့တစ်ခုဖြစ်တယ်လို့ပြောပါတယ်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုနဲ့ကာကွယ်ရေးဝန်ကြီးဖိတ်ဟက်ဆက်တို့ကလည်း DIA စီရင်ကန်ဆာကိုတန်ရစီကြောင်းပြောကြားခဲ့ပါတယ်ကာကွယ်ဝန်ကြီးဖိတ်ဟက်ဆက်ကစီရင်ကန်ဆာဟာပနမယုံကြည်မှုနယ်ပါချင်းလို့ပြောပါတယ်နိုင်ငံခြားရာထူးဆောင်မှုတွေလည်းဆိုတယ် FBI ဟာယခုအမျိုးအစားခွဲထားတဲ့ဇာရဆိုင်ရာတစုံတူပေါက်ကြားသွားခြင်းဖြစ်နိုင်ခြင်းရှိတယ်လို့ဆိုရစီစီ ဲ့ဒါ resources နေကြောင်းတင်ရရှိပါတယ်တဲ့ rubio ကလည်းဒါဟာအခြားအရာတခုလို့ဆိုရတဲ့အကဲဖြတ်အကဲဖြတ်မှုတိုင်းဟာလုဆောင်မှုအပေါ်အခြေခံပါတယ်တဲ့စီရင်ခံစာကိုကြည့်လိုက်တဲ့အခါမှာဒါဟာထိတ်တန့်လိုအပ်ချက်ပနာမဖြစ်ပြီးယုံကြည်မှုနှဲပါပါတယ်တဲ့ဒီအရာတွေကိုပေါ့ချသူတွေဟာညာရဲ့ညာတွေးကိုလက်စားပါတယ်ပေါ့ချပြီးသူတို့အလိုရှိတဲ့အတိုင်းဖော်ပြတယ်အဲ့ဒါကသူတို့ရဲ့ကစားတဲ့ game ပါလို့ပြောပါတယ် ဒီဒီတက်ခတ်မှုများနဲ့ပတ်သက်ပြီးတော့နောက်ဆက်သွယ်ပြပြမဲ့သမ္မတထံအတွက်အရေးကြီးတဲ့နိုင်ငံရေးခန့်တာရောက်ရှိလာပါတယ်။ပြည်ပစစ်ပွဲတွေကိုစတင်တဲ့ရှေးယူဆွဲအုပ်စုတွေရဲ့ဖိအားနဲ့ရင်ဆိုင်နေရပါတယ်။တက်ခတ်မှုတွေကိုထွန်းကကာကွယ်ခဲ့တဲ့အဲအီရန်အနေနဲ့နျူကလ িয়ার လက်နက်မရရှိတာကိုရပ်တန့်ဖို့လိုအပ်တယ်လို့သူကပြောပါတယ်။ဆိုပါတက်ခတ်မှုတွေကအီဇွေနဲ့အီရန်ကြားပြည်ပကောက်ကိုဆုံးသတ်စေဖို့ကမ္ဘာလုံးဆိုင်ရာဇက်ကုံမှအမေရိကန်ရဲ့စွမ်းအားကိုပြတ်တက်ခဲ့ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ အခုကမ္ဘာဥရောပနဲ့ကွာတောင်းမရှိတဲ့ခေါင်းဆောင်တွေကထွန်ရဲ့နောက်ဆုံးလှုပ်ဆောင်ချက်နဲ့တုတ်ပြန်ချက်တွေကိုတုတ်ပြန်တကယ်လို့လူများကအခြေတင်ဆွေးနွေးနေကြပါတယ်။ဤတိုက်ခတ်မှုတွေဟာစစ်မှန်တဲ့အာဏာပြောင်းမှုတစ်ခုပါလား။ဒါမှမဟုတ်ထင်အောင်ထင်မှတက်တက်ပဲလား။အီရန်ရဲ့ပျက်စီးနေတဲ့နျူကနေရာမှာမိခိုးတွေရှင်းလင်းထုတ်ပြီးထွန်ရဲ့ရရတင်းတင်းပြောဆိုမှုတွေကကမ္ဘာတောင်းမှာပက်တင်ထားတကယ်လို့အဓိကမိခိုးတွေကကြန့်ရှိနေစေဖြစ်ပါတယ်။ဒါဟာအမှန်တကယ်ချင်းမှုချင်းတစ်ခုလား။ဒါမှမဟုတ်ပိုကြီးတဲ့အရာတစ်ခုရဲ့အဆပဲလားဆိုတာဖြစ်တယ်။